ကေစီ YouTube channel လေးပြန်လဲကြိုးစားပါဗျာနော်ညီဘာလဲပြောချင်လဲဆိုတော့နော်သဝေသွားသူအထပြောပြီပေါ့ဗျာနော်ပြည်တော်သူဝင်ကြီးဒေါက်တာသောဝေသိုးကဆက်အနာရှင်တော်လန်ရေးကမကြခင်ဖြစ်တော့ထွေထွေတပိတ်ကြီးထိုးစစ်ကြီးတောင်းအောင်မြင်ဖို့အတွက်ပြည်သူတိုင်းအာယုံဆိုင်ပြီးတော့ကူကြပါကူကြပါဘာညာကွကွနဲ့ပြောလာပြီတဲ့ခင်ဗျားတို့နော်အကြောင်းတော့ခင်ဗျားတို့တကယ်ပြောကြည့်ဒီထိုးစစ်ကြီးမောင်းတာနဲ့အာနီနိုတွေအချောင်းတွေအချောင်းသားတွေစစ်ခွေးတွေဘောမာတွေဒလန်တွေ များနေလို့ပြုတ်နေလို့ကြုံသိမ့်မပြောက်လို့ဆိုခင်မိုးရဲ့စကားလေးမြင်းတို့ကြုံသိမ့်မပြောက်လို့အာအများကြီးအများကြီးပြောခဲ့တယ်ကသူတို့ကြတော့ဟဲ့ခင်ဗျဇော်ဝေသွေးရဲ့မြူရက်တန်နေရပါပြောအမြူရက်တန်မြူရက်နောင်သိမြူရက်နောင်သိရပါပြောအထုံမဲမဲလေးမကင်မနဲ့ကြောင်းတော့မနဲ့ချီပြက်လက်ပြက်ဒီခရောသားသမီးတွေကောမဲ့သွားအဲမြူရက်နောင်သိနဲ့ဒေါက်တာဇော်ဝေသွေးပြောခဲ့ရည်ခင်ဗျလည်းဒီလောက်ရုံမှာပတ်သက်တဲ့လူတွေကစောက်ကြီးစောက်ကြီးပြောတာအာပိထောက်ကန်တဲ့လူတွေကစီဒီအန်လောက်တဲ့လူတွေကလောက်အဲ သူကထောက်ကြခံတဲ့လူထောက်ကြကမင်းတို့ကောင်တို့စောက်ဖွက်တော်မလို့ဘူးနော်စောက်ဖွက်တော်မလို့ဘူးအဲကြတော့မြင်သာဖို့လိုတယ်ဥပမာနော်ကြောင်ကန်းနဲ့သဝေသွားသူကထပြောပြီဘာတွေဆက်ပြမောဆက်ကြည့်ဖို့ကျွန်တော်အမြဲတမ်းပြောပါရခင်ဗျာမြင်မမကြည်သေးလို့ဖြစ်နေတာမြင်မကြည်ရောပုံပုံညံ့ညံ့ကြည်ရောပြီးရောမြားမြင်မမကြည်တော့မှလူရက်နေတာရင်မြင်မကြည်ကရှင်းသွားလိမ့်မယ်နော်အကြောဒီမှာချက်နာတော့မှာ န္တာရှင်တော်လန်ရေးမှာမကြာခင်ဖြစ်ပေါ်လာတော့မယ့်အထွေထွေထိုးစစ်ကြီးအောင်မြင်စေရေးအတွက်ပြည်သူတိုင်းအာယုံစိုက်ပါဝင်ပေးကြဖို့အမျိုးသားညီညွတ်ရေးဆိုရအညူကြီးပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းလိုက်ပါတယ်ရန်ကုန်ခေတ်သစ်ကအပတ်စဉ်စီစဉ်တင်ဆက်နေတယ် ပြည်သူမှပြည်သူတို့အမေးဖြေအစီအစဉ်မှာပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီပြောဆိုချက်တည်းမှာဆိုရင် အထွေထွေထိုးစစ်ဟာတော်လှန်ရေးအတွက်အဓိကတော့ချက်ဖြစ်ပြီးလူတိုင်းပါဝင်ရမှာဖြစ်တယ်လို့အထွေထွေထိုးစစ်ဆင်နွှဲနေချိန်မှာလည်းစစ်ကောင်စီကပြည်သူတွေကိုပုံမိုတက်ခိုက်လာနိုင်တယ်လို့လည်းဒေါက်တာဇော်ဝေဆိုးကတတိပေးထားပါတယ်။အဲ့ဒီအထွေထွေထိုးစစ်ဟာ ဘယ်အချိန်ဖြစ်လာမယ်ဆိုတာမသိရသေးပေမဲ့လည်းအဆုံးသက်အောင်မြင်မှသာ အောင်မြင်တဲ့တော်လိုင်းတည့်ရဖြစ်မယ်လို့ဒေါက်တာဇော်ဝေဆိုးကပြောဆိုထားပါဗျ။အဲဒါကြောင့်အထွေထွေထိုးစစ်အောင်မြင်ဖို့ အားလုံးကဝိုင်းဝန်းအားထုတ်ကြရန်လိုအပ်တယ်လို့လည်းသူကတိုက်တွန်းထားပါဗျ။အားလုံးပါဝင်တဲ့အထွေထွေထိုးစစ်ကြီးဖြစ်ပေါ်လာတော့မယ်ဆိုတဲ့နဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဦးရင်မော88မျိုးဆက်ចောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်အပါအဝင်တော်လိုင်းခေါင်းဆောင်အချို့ကလည်းထုတ်ဖော်ပြောဆိုထားပါသေးတယ်ရှင်။ညတော့နော်ဝန်သာတာလိုက်တော့နော်ဘလို့ပါပြပါဘာမှဖြစ်ကြပါကျွန်တော်တို့နော် ဖြတ်ကြပါမြေောက်ဈေးရုံညောဘာရောပေါပန်းလေး21 22 23 24 25ဟာဒီရောက်လာပြီအခုအခုဘာလုံးမဟုတ်တော့ခင်ဗျရွေးကောက်ပွဲလုံးမှာကြောက်ပြီးတော့အခုထိုးသေးထိုးသေးသိုးသေးအကုန်ဖြတ်ကြနော်မိုးရင်းကဘလို့စီရေးနိုင်ငံရေးတိတဲ့လူတွေဆိုတိတယ်ဗျာမိုးရင်းမှာစစ်တိုက်ရတာဘလို့နေတော့ခင်ဗျားတို့တိတယ်နော်အကြောတော့နေရထားရတာလည်းအဆင်မပြေခင်ဗျားလည်းနော်အကြောတော့ ့ဘူးကရေရေကြီးပြူပါဒုက္ခအများကြီးများနေအခုဒါအခုနှစ်ရက်ရှိပြီနော်နှစ်ရက်ရှိပြီကရှင်မှာရေကြီးအားဆိုလို့ချင်းတပြေးဆင်းလာပြီနော်73ရက်ဆိုရင်ဗျာဟင်းသရရောက်မယ်တဲ့ကျောင်းဂျားရဲမျိုးတွေကတော့တိုင်ပတ်ပြီးတော့နော်အခုချိန်ကြီးတော့မြေတိုးလာပြီလို့တော့ပြောတယ်ကျွန်တော်လည်းမသိဘူးနော်အဲတော့တက်ချစ်တက်ပြုတ်ပြင်ပြီးတော့ငွေနိုင်ငံကြီးတအားနေဖို့ထိုင်ဖို့တအားကောင်းနေပြီတကယ်သိပ်ပြက်စရာကောင်းတယ်နော်ဘုံကလှုပ်ချင်တာတွေလှုပ်ဖြစ်ချင်တာတွေဖြစ်လှုပ်ချင်တာတွေလှုပ်နေကြတော့ငါတို့ဘာမှအဲ ဟိုတိရမတိလို့လည်းမဟုတ်ဘူးငါတို့တိရတိတိရကြီးနဲ့ဟိုလုံနေကြတာဆိုတော့ကျွန်တော်လည်းမပြောတတ်တော့ဖြတ်ကြနော်ဖြတ်ကြပြောလိုက်တော့ဆရာဝန်နဲ့နော်ပညာတတ်တဲ့ပြောလိုက်တဲ့စကားရဆောက်စစ်လမ်းမရှိဘူးငါဘယ်နားမှဘယ်နားမကတ်တဲ့ဘယ်ကြားမှမကတ်တဲ့အရာကြီးပြောနေတာနော်အဲ့ဒါလေယုံကြည်ကြအောင်ပါပြီးရင်သူတို့ကပေါက်ထားမှတော့ဘူးကစီဒီအမ်ရဲ့ဘာကြီးညာတွေကွကွရဲ့အထားမှတော့ဘူးကလုံးဝပေါ်နေပြီနော် ခဏတို့သူတို့ကိုမထောက်ကန်တာနဲ့စိတ်ကိုယ်ပေါ်မှာဒလန်ရှက်ချင်းဖြစ်သွားတာเนาะဒါတော့မြင်သာဖို့တော့လိုပါတယ်เนาะမြင်မာကြည်အောင်တော့ဖြတ်ကြပါเนาะသိုးဝေသူတို့မြင်မာကြည်အောင်ဖြတ်ပေးကြပါ